အဲဒီကောင်လေးကတော့တဲ့ကျွန်တော်တို့အဲထွက်ကန်နေရတယ်တလိုက်တက်အောင်ပေါ့နော်ဒီကောင်လေးတော့ဒါနှစ်ဦးမှာကိုးထိတ်ပေါ့ဗျာအဲသုံးတုံညာတွင်းနေတာဗရိကူပေါ့နော်အဲဗရိကူရောင်သူ့ရဲ့နောက်တစ်နှစ်မှာဒါပါပါကွားနဲ့ဗရိကူထွက်ပေါ့နော်အဲဒီမှာ6တုံညာသုံးမှာဗရိကူမလို့နောက်တစ်နှစ်မှာပါပါကွားနဲ့ဗရိကူထွက်ပေါ့နော်အဲ့လိုထွက်ပြီးတော့ကျွန်တော်တို့ဒီသုံးတုံညာ6ရဲ့တစ်နှစ်ကျော်မှာသူရှစ်ခါတိုင်းနဲ့ခွာသုံးပေါ့ဗျာအဲ့လိုရိုက်လို့မလို့အဲ့ညထဲမှာကျွန်တော်တို့73 74 55မှာထိတ်သီးသုံးလုံးသူ့တုံညာ 6ဘောเนาะတုံးလုံးပေါင်းချင်း3လို့ရှိပါပါထည့်ပြီးတော့တဲ့သူက16ချိန်မှာနှစ်ပရိတ်လို့ထွက်တယ်ဗျာအဲနှစ်ပရိတ်လို့ထွက်လို့တဲ့သူရဲ့နောက်တစ်နှစ်မှာပေါ့เนาะကျွန်တော်တို့ဘူးရှိတ်ဒီမှာရှစ်ကိုဒီရှစ်နဲ့ပေါ့เนาะဒီတုံးလုံးလေးနဲ့ဒီမှာနောက်ဘူးလေးရှစ်ခါကြောင့်ဒီမှာရှစ်ရိုက်တယ်ပေါ့ဗျာနောက်ပြီးတော့ကျွန်တော်တို့3ချိန်4ချိန်5ချိန်မှာလည်းထည့်ပြီးတုံးလုံးရှစ်ဖြစ်ပြီးတော့အဲ့ညထဲမှာသူနှစ်တန်းတန်းပေါ့เนาะနှစ်ဒါပြန်ထွေးပြီးတော့ပေါ့နှစ်ကျွန်တော်ဒီမှာတစ်လုံးနှလုံးသုံးလုံးပေါ့เนาะအဲ့မှာနှစ်ရှိဘူးပေါ့လို့နောက်တစ်ခါနှစ်ပေါ်ရင်သူကရှစ်လုံးကိုလုံးယောက်ကြရင်ရှစ်ဘူးပဲပြန်ပေါ့တာပေါ့เนาะဒီမှာတစ်လုံးနှလုံးသုံးလုံး လေးလုံး၅လုံးပေါ့နော်6လုံး9လုံး9လုံးအလုံးကြီး9လုံးရိုက်သွားပြီပေါ့နော်တပူးနဲ့9လုံးရိုက်သွားပြီအဲ့မှာနောက်တစ်ခါနှစ်လို့ထပ်ပေါ်ရင်သူက7လုံး9လုံးမြောက်ရောက်ရင်သူက7ဘူးပဲပြန်ပေါ်တာနော်နောက်တစ်နှစ်တလုံးထပ်ကစားရတယ်ပေါ့ဗျာ10လုံးတိတိကစားတာပေါ့နော်သူကစားတဲ့စနစ်ကိုပြောပြတာအဲ့မှာနှစ်ကဒီမှာ7ဘူးပေါ်ခဲ့လို့9 9လုံးပြည့်ပြီးတော့7လုံး9လုံးမြောက်ရောက်ရင်နှစ်7ဘူးပြန်ပေါ်တာနော်ဒါနှစ်7ဘူးထိုးနေတဲ့သူတွေအတွက်ပြောတာနော်ဒါကကျွန်တော်ပထမတစ်ခါပေါ့နော်ဒုတိယကလည်းဒီတိုင်းမှာ3ရက်ထိတ်ကြောင်းနဲ့3 3ရက်တော့နဲ့ခွာ30နဲ့ အဲ၃ညပြိပေါ့နော်သူရဲ့နောက်တစ်နေ့မှာဒါဘာဘာကောင်းတဲ့ပူပြိဒီမှာထွက်တာပေါ့နော်ငါ၃ညငါအဲ့လိုထွက်ပြီးတော့သူရဲ့နောက်တစ်နေ့မှာရှစ်ခါတဲ့ငယ်တဲ့ခွန်ခါနဲ့ sorry တစ်နှစ်ကျော်မှာပေါ့နော်ခွန်ခါနဲ့ခွာသုံးလို့ထွက်တယ်အဲ့လိုထွက်တာနဲ့အဲ့နှစ်ထဲမှာကျွန်တော်တို့73 74 75မှာထိတ်ထိတ်လုံးခွန်ပါပါနှစ်လို့ဖြစ်ပြီးတော့16ကြိမ်မှာနှစ်ပရိတ်လို့ပြန်ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးတော့လည်းသူ့ရဲ့နောက်တစ်ညမှာကျွန်တော်တို့ကဒီခွန်ခါကြောင့်သူ့ရဲ့ဘေးမှာ V shape V shape ပေါ့နော် V shape ကျွန်တော်တို့နောက်ဘူးနဲ့ခွန်လို့ပြန်ထည့်တယ် ီမောက်ခုံကတော့ကျွန်တော်တို့၈လေးနှစ်နဲ့၃လုံးပေါင်းရင်၄ပုံတည်းရိုက်တယ်ပေါ့နော်အိုက်ခုံကဘက်ကသူက၃ချိန်၄ချိန်၅ချိန်မှာတစ်ချိန်သုံးလုံးခုံလို့ထည့်တယ်အဲ့လိုထည့်ပြီးတော့ကျွန်တော်တို့ကအိုက်နှစ်ထဲမှာနှစ်နဲ့ပတ်သက်လို့ပေါ့နော်ဒီမှာနှစ်တလုံးကစားတယ်နှစ်ဒီမှာနှလုံးသုံးလုံးမြောက်ကြံတာရှိဘူးနောက်ဘူးပြန်ကစားတယ်ပေါ့နော်နှစ်နောက်ဘူးကစားတယ်အဲ့မှာနှစ်ကနှလုံးသုံးလုံးပေါ့နော်၄လုံး၅လုံး၆လုံးကျွန်တော်ဒီမှာခုနှစ်လုံးပေါ့နော်ခုနှစ်လုံးပြည့်ပြီဆိုတော့၈လုံး၉လုံးယောက်ကြရင်သူကနောက်ဘူးကစားခဲ့လို့ဒီမှာနောက်ဘူးပြန်ကစားတယ်နောက်ထပ်ကျွန်တော်တို့နှစ်20လုံးယောက်ပြည့်အောင်ကစားရတယ်ပေါ့နော် ဟုတ်ပြီနော်ညစ်ဆယ်လုံးမြောက်ဒီမှာကစားရတယ်ပေါ့နော်ညစ်ကကျွန်တော်တို့ရှစ်လုံးဘုံလုံးမြောက်ရောက်ရင်ကျွန်တော်တို့ဒါညစ်နောက်ဘူးနဲ့ပြန်ပေါ်တာပေါ့နော်ဒီမှာနောက်ဘူးဘူးလို့ပေါ့ဗျာပြောနေတဲ့ message ကဟုတ်ပြီဒါဆိုကျွန်တော်တတိယကံနေညဦးမှာဒါတစ်ထိတ်ကြောင့်သုံးတုံညာတွင်နဲ့ခွက်တဲ့နဲ့ဒီပလေးလိုရိုက်တယ်ပေါ့နော်အဲ့ဒီပလေးကြောင့်သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ပါပါကောင်းတဲ့ပလေးတည်းဆိုနှစ်ခွန်းချင်းငွေတီးထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးတော့သူ့ရဲ့တနေ့ကြောင့်မှဒါ6ခါပေါ့ဗျာ8ခွန်း6နဲ့ခွက်3လိုရိုက်တယ်6ခါနဲ့ခွက်3လိုရိုက်လို့အဲ့ဒီထဲမှာကျွန်တော်တို့73 အထိတ်7345မှာထိတ်သုံးလုံးပြည့်နေကျွန်တော်16ကျင်းမှာနှစ်ပရိတ်လို့ရိုက်တယ်အဲ့လိုရိုက်လိုက်တာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာဒီနှစ်ပြရပါเนาะကျွန်တော်တို့နှစ်လုံးလုံးခင်ဒီ6ကြောင့်ဘူးမောက်ဘူးကြီးပရှိတ်ပေါ့เนาะဘူးရှိတ်သုံးလုံးပေါင်းချင်းကျွန်တော်တို့6ဖြစ်တယ်နောက်ဘူးပေါ့เนาะဘူးမောက်ကုန်ကျွန်တော်တို့4ပုံဒီချုပ်တယ်ဒီ6ကိုပဲသူက3ကျင်း4ကျင်း5ကျင်းမှာထိတ်သုံးလုံး6လို့ထည့်တယ်အဲ့မှာနှစ်လို့စပေါ်တယ်သူရှေ့ဘူးနဲ့ပေါ်ခဲ့တယ်အဲ့မှာနှစ်တစ်လုံးနှလုံးပေါ့เนาะဒီမှာ3လုံး4လုံး5လုံး6လုံး9လုံးဒီရိုက်သွားပြီအဲ့တော့နှစ်ဒီကျွန်တော်တို့ဒီမကြံတော့တဲ့ ကျွန်တော်တို့ကြံငါးခွဲမှာနှစ်ရှိဘူးတဲ့ချိန်နဲ့ကျွန်တော်တို့နှစ်အလုံးကျွေတဲ့လုံးဆင်းမယ်လို့ယူဆတာပေါ့နော်အဲ့တော့ကျွန်တော်တို့အခုဘွဲမှာအဲ့ဒါနှစ်ကိုပြချင်တာပေါ့နော်အဲ့တော့နှစ်ဒီကျွန်တော်တို့ပေါ်လာခဲ့ရင်ရှည်ဘူးလို့ကျွန်တော်ယူဆတာတယ်ပေါ့နော်ဒါကျွန်တော်ယူဆပါဟိုမှန်မှန်မှန်မဲတော့ထွက်မှတည်မှာပေါ့နော်သူ့ရဲ့အသွားလာတိုင်းမှာကျွန်တော်တို့ချပြတာပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်တစ်ဆိုင်သွားမယ်ပေါ့နော်နောက်တစ်ဆိုင်သွားမယ်ဆိုတော့ကျွန်တော်ဒီမှာနှစ်ဦးမှာတက်ခါတိုင်းနဲ့ခွာလေးပေါ့နော်ကျွန်တော်ကန်နေကြလိုက်မယ်သုံးခက်ရှိရပေါ့နော်နှစ်ဦးမှာတက်ခါတိုင်းခွာလေးအဲ့သူ့ရဲ့ဘယ်ဘက်နှစ်နှစ်ပိတ်မှာသူက နှစ်ပိတ်မှာနောက်ပေါင်းကားလို့ရိုက်တယ်။ဟုတ်ပြီနော်နောက်ပေါင်းကားလို့ရိုက်တယ်။အဲ့နှစ်ဦးမှာတခါတိုင်းခွာလေးလို့ရိုက်တာ ਨੇ အဲ့ငထဲမှာသူက၉ပါတဲ့ပရိင်္ဂါတစ်ခွက်ပေါ့နော်ဒီမှာကစားတယ်။၉ပါတဲ့ပရိင်္ဂါတစ်ခွက်ပေါ့နော်ကစားတယ်။အဲ့သူ့ရဲ့ရင်တိုင်းမှာလည်းသူကခါသုံးလုံးရှစ်လို့ထည့်တယ်။ရှစ်တရတော့ဟိုဘက်မှာကျွန်တော်တို့ဇလန်းရှိသေးတဲ့ရှစ်ဇလန်းလေးပေါ့နော်။အဲ့မှာခါသုံးလုံးရှစ်လို့ထည့်တယ်ထည့်ပြရတယ်သူ့ရဲ့ရင်ထဲမှာ3969ပါပရိင်္ဂါတစ်ခုကစားတယ်အဲ့လိုကစားပြရတယ်သူ့အောက်တစ်ပြင်ကျုံမှာထွက်တယ်ကျွန်တော်တို့ ကိုးထိတ်နေကနန်းကတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ကျော်ကကိုးထိတ်ကြီးနဲ့ထွက်ထားတဲ့ကနန်းကိုအကွက်ရွှေအနေနဲ့လိုက်ထွက်ခဲ့တာဟုတ်ပြီနော်အဲ့လိုထွက်ပြီးတော့ဒီခွန်းခွန်းတုံညက်ပြည့်ဆိုတဲ့ခါးသုံးလုံးရှိလို့ထည့်လိုက်တဲ့ဒီခွန်းခွန်းရှိကတစ်နှစ်ကျော်မှလိုက်တက်ပေါက်တယ်ပေါ့နော်တစ်နှစ်ကျော်မှလိုက်ပေါက်တယ်အဲ့တော့ကျွန်တော်တို့ကဒီဒီခါလိုက်ခွာလေးရဲ့နောက်တစ်နှစ်မှလေးထိတ်ကြီးတီတစ်ချိန်ပဲကြာတယ်ပေါ့နော်ကြာတော့လည်းသူကိုးထိတ်ရဲ့ပြီးမှဇောင်းကူးနဲ့ကြာတယ်ပေါ့ဗျာဒါကြတော့ပြောနေကြလိုင်းကြီးပေါ့နော်အဲ့လိုကြာပြီးကျွန်တော်20နဲ့2ချိန်မှ67ပါဝါခွာပေါ့ဗျာပါဝါခွာပြီးတော့သူနှစ်ပိတ်မှတုံညက်ထိတ်လို့ရိုက်တယ် ၃ညထိပ်ပေါ့နော်စီနီယံတော့မှ၃ညထိပ်ဒီမှာတက်ကပ်ပြန်ဖြတ်ခဲ့မယ်။နောက်ပေါင်းကတနည်းကျော်၃ညထိပ်ပေါ့နော် IT တက်ပြတ်ဖြတ်ခဲ့မယ်။ဒီမှာလည်းကျွန်တော်တို့ဒုတိယကပ်ပေါ့နော်ဒီမှာတက်ခါတိုင်းနဲ့ခွာလေးပေါ့ဗျာ။တက်ခါတိုင်းခွာလေးပေါ့နော်အဲသူ့ရဲ့ဘယ်ဘက်ညနှစ်ပိတ်မှလည်းသူကနောက်ပေါင်းကားလိုရိုက်ခဲ့တယ်။အဲ့လိုနောက်ပေါင်းကားလိုရိုက်ခဲ့လို့ဒီနှစ်နှစ်တစ်ခါတိုင်းခွာလေးပေါ့နော်ဒီနှစ်တစ်နှစ်ပရိင္းကားရဲ့အဲ့နှစ်ထဲမှာတော့ကိုးပါနဲ့ပရိင္းကားတကွဒီမှာလိုက်ထွက်တာဗျ ဲသူ့ရဲ့ဘေးမှာလည်းသူကခွန်လေးခွန်ဆိုပြီးခါတုံးလုံးကျွန်တော်တို့ရှစ်လို့ထည့်ခဲ့တာပေါ့နော်အဲ့လိုထည့်ပြီးတော့လည်းဒီ9ဘာပိုင်း9ရဲ့အောက်တပင်ကျော်မှာတော့9ထိပ်ချင်းနဲ့ခဏနှစ်ခွက်ကတနည်းနည်းနည်း3နည်း4နည်းကျော်ခ9ထိပ်နဲ့ခဏကို9ထိပ်နဲ့ပြန်ထွက်တာပေါ့နော်အဲ့လိုထွက်ပြီးတော့လည်းသူကဒီခွန်ခါနဲ့ခွန်လေးခွန်လို့ထည့်လိုက်တဲ့ကဏ္ဍကလည်းဒီတုံးခွန်လေးကတနည်းကျော်မှလိုက်တတ်ပေါ့လေနော်အဲ့တော့ဒီပြခါတိုင်းခွန်လေးရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ကဘာကစားလဲဆိုတော့တဲ့လေးထိပ်စီစီတစ်ချိန်ပဲပေါ်တယ်ပေါ့နော် အဲ၃လေးနှစ်နဲ့ဇောင်းကိုပေါ့ဗျာအဲ့လိုပို့ပြီးတော့သူ့အမှာဒါပြိညာတွေတော့ထားလိုက်တော့နော်မပြောတော့ဘူးအဲ့တော့ကျွန်တော်တို့၂၀နဲ့၂ချိန်မှာ80နှစ်ပါဝါခွာပြီးတော့နှစ်ပိတ်မှာသူကတုံညာတဲ့ကြီးတဲ့တစ်ထိတ်လို့စီနီယာထည့်တယ်တုံညာတဲ့ကြီးတဲ့တစ်ထိတ်လို့ထည့်တယ်နော်အဲ့တော့ IT တက်ခေါ်သွားလိုက်မယ်ဒါဆိုကျွန်တော်ဒီမှာတတိယကက်နှစ်ဦးမှာတိခါတိုင်းနဲ့ခွာလေးပေါ့နော်ပြိငါလို့ထွက်တယ်၃ကက်ပဲရှိတယ်ပေါ့နော်၂၀၂၀နှစ်နှစ်ပိတ်မှာလည်းသူရဲ့ဘက်ဘက်နှစ်မှာလည်းကျွန်တော်တို့နောက်ပေါင်း၅လို့ရက်ခဲ့တယ် အဲ့လိုရိုက်တဲ့နှစ်ထဲမှာအဲ့ဒီငါးတက်ကိုတခါတိုင်းခွာလေးလိုရိုက်တဲ့နှစ်ထဲမှာသူကိုးပါပရိငါဒီမှာထွက်တယ်ထွက်တော့လေသူကရမ်းထွက်ဘောနော်သူဘေးမှာခါတော်တုံးလုံးရှေ့လို့ထဲနေတယ်အဲ့လိုထဲပြီးမှသူ့ရဲ့အောက်တပင်ကြုံမှာကိုးထိတ်ကြီးနဲ့ထွက်ထားတဲ့ကဏ္ဍငါးတဲ့တနည်းနည်းနည်းသုံးနည်းလေးနည်းကြောကလာခဲ့တဲ့ကဏ္ဍဘောနော်ကိုးထိတ်နဲ့ကဏ္ဍမယ်ဒီတလန်းလေးရှေ့ကြီးပါနော်ကျွန်တော်ကျန်နေရတယ်ပြုတ်ထားခဲ့တော့အဲ့လိုထွက်ပြီးတော့တဲ့ဒီဒီ6 1 1လို့ထည့်လိုက်တယ်ဒီ6ကားနဲ့ထွက်တယ်ဒီ6 6ကောင်ငါတဲ့တနည်းကြုံမှာမွေးသီးဖြစ်နေလိုက်ထွက်တယ်ဘောနော်6 6ကော အဲ့လိုထွက်တဲ့နှစ်ထဲမှာဒီတခါတိုင်ခွာလေးရဲ့နောက်တစ်နှစ်မှာဒါကိုးထိပ်ကြီးလေးထိပ်ကြီးဒီဒီချိန်ပဲပေါ်တယ်ပေါ့နော်ဒီသုံးလုံးကျွန်တော်တို့ကိုးနေပဲပေါ့နော်ကိုးထိပ်ကြီးရပြီမှာပဲအဲ့လိုထွက်ပြီးတာနေတဲ့သူကဘာရိုက်လဲဆိုတော့အဲ့နှစ်ထဲ20နဲ့2ချိန်မှာသူက83ပါဝါလို့ခွာတယ်နှစ်ပိတ်မှာနှစ်ထိပ်လို့ရိုက်တယ်နှစ်ပိတ်မှာနှစ်ထိပ်နော်ဒီမှာကဒုတိယကံမှာက1ထိပ်ပထမကံမှာက3ညထိပ်အဲ့တော့ကျွန်တော်တို့ကဒီထိပ်ကြီးဒီဒီနှစ်ပိတ်မှာကျွန်တော်တို့၃ညထိပ်ကနောက်တစ်နှစ်မှာ၃ညထိပ်ဘယ်နှလုံးကစားလဲဆိုတော့ဒီမှာပထမတစ်လုံးကစားရတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီမှာနှစ်လုံးကစားရတယ် အဲ၃လုံးမြောက်ကဘယ်မှာပေါ်လဲဆိုတော့ဒီမှာပေါ်တယ်။၃လုံးမြောက်ဒီမှာပေါ်တယ်။နောက်ထပ်၄လုံးမြောက်တစ်ချိန်ထပ်ပေါ်တယ်နော်။အားလုံးမ၄ချိန်ကစားတယ်။၃ညထိပ်ကြည့်ပဲနော်။ဒါဆိုဟုတ်ပြီဒီမှာတစ်ထိပ်ပေါ့နော်။ဒီ90နှစ်ခွာပြီးနှစ်ပိတ်မှာတစ်ထိပ်အဲ့တစ်ကနောက်တစ်နှစ်မှာတစ်ထိပ်ဘယ်နှချိန်ကစားလဲဆိုတော့2021မှာတစ်ချိန်ဒီမှာကစားတယ်။ဒီမှာနှစ်ချိန်ပေါ်တယ်ပေါ့နော်။နောက်ထပ်၃ချိန်၄ချိန်ဒီမှာပေါ်တယ်ဟုတ်ပြီနော်။၃ချိန်၄ချိန်ပေါ်တယ်။ဒါဆိုဟုတ်ပြီကျွန်တော်တတိယကဲ့နေတဲ့နှစ်ပိတ်မှာနှစ်ထိပ်ကကျွန်တော်ဒီဘက်နှစ်မှာနှစ်ထိပ်ဘယ်နှချိန်ကစားပြီလဲဆိုတော့ဒီနှစ်နှစ်ခွန်မှာနှစ်ထိပ်စားပေါ်တယ် နောက်ထပ်ကျွန်တော်နှစ်လေး6မှနှစ်ထိပ်စာပေါ့လေအဲ့တော့နှစ်ထိပ်ဒီနောက်ထပ်မပေါ်သေးဘူးနော်မပေါ်ရတဲ့အကြောင်းရင်းကဘာလို့မပေါ်သေးလဲဆိုတော့ကျွန်တော်အခုပြမယ် line လေးမှာပေါ့နော်အရောမတူတာလေးနဲ့ချေရမလားဆိုတော့အဲပေါ်ပင်လေးနဲ့ဆွဲလိုက်မယ်နော်ဟုတ်ပြီအဲ့တော့ဒီနှစ်ပိတ်က၃ညထိပ်ကနောက်တစ်နှစ်မှာ၃ညလိုင်းအလုပ်ပေါ့နော်နှစ်ပိတ်ကဒီ၃ညထိပ်ကနောက်တစ်နှစ်မှာ၃ညထိပ်ဒီမှာတစ်ချိန်နှစ်ချိန်ပေါ်ပြီးတော့၃ချိန်မြောက်ပေါ်တော့မယ်ဆိုရင် နှုတ်ချိန်နှစ်ပိတ်လည်းထိုးလို့ရပါတယ်နော်အဲ့တော့ကျွန်တော်လိုရင်းသွားမယ်ဆိုဒီ၃ရက်ထိတ်၃ချိန်ပေါ်တော့မယ်ဆိုသူ့အပေါ်မှာအခွအခွပေါ့နော်အခွရရမယ်အဲ့လိုရတဲ့နေရာမှာသူကဒီမှာခွန်ထိတ်ပေါ့နော်တို့၃ရက်ထိတ်၃ချိန်မြောက်ပေါ်တော့မယ်ဆိုသူ့အပေါ်မှာအခွရရတယ်ပေါ့နော်လေးအခွရရတယ်ရရတဲ့နေရာမှာသူကထိတ်ကြီး၃လုံးကိုသူကဇောင်း၃လုံးပေါ့နော်အောက်တောင်းဘယ်ဘက်အောက်တောင်းလေးထိတ်လေးထိတ်ခွန်ထိတ်ဇောင်း၅လို့ရိုက်တယ်အဲ့လိုရရုံနဲ့သူက၃ရက်ထိတ်မပေါ်သေးဘူးပေါ့နော်။သူကြောင်းမှလည်းသူက၉ထိတ်၉ထိတ်ပေါ့နော်။၉ရီဇာလန်းနေလည်းရိုက်တော့၉ထိတ်ဒီ၉ထိတ်လို့တက်ပြီးမှအ ဒီအခွားရိုက်ပြီးတော့ဇောင်းကားလိုထည့်ပြီးမှသူ့အောင်မှာတုံညာထိပ်ပို့ပါတော့ဘောနော်တုံချင်မြောက်ပို့တာအဲ့လိုပေါ်ဖို့ကိုလည်းသူ့ရဲ့ဇောင်းတစ်ပင်ကျုံမှာတုံညာထိပ်ကခံထားအောင်ဟုတ်ပြီနော်တုံညာကိုတုံညာလိုထည့်သွားတာတုံညာကိုတုံညာကိုထည့်ဒီကိုထည့်ရိုက်ပြီးတော့တုံညာကိုတုံညာလိုပို့ပြီးတော့ဒီခွန်လေးလေးနဲ့ငားဖြစ်ပြီးအခွားလိုပို့ပြီးမှသူ့အောင်မှာတုံညာထိပ်ကျွန်တော်တို့တုံချင်မြောက်ပို့တာဗောနော်လေးချင်မြောက်ကတော့ဒီအောင်မှာတစ်ပင်တက်ပို့တယ်ဒါတုံချင်မြောက်ကိုပဲကျွန်တော်တို့ဖန်ဆော်မယ်နော်ဒါပထမတက်ပို့ဒါဆိုကျွန်တော်တို့ဒုတိယကပ်ဗောနော်နှစ်ပိတ်ကတစ်ထိပ်ဒီနောက်တစ်နှစ်မှာတစ်ထိပ်ဒီ ဒီမှာတစ်ချိန်ပေါ့နော်နှစ်ချိန်အဲ့တော့သုံးချိန်မြောက်ပေါ်တော့မယ်သူ့အပေါ်မှာအခွလို့ရိုက်တယ်ခွန်အခွပေါ့နော်အဲ့ခွန်အခွကိုသူ့စောင်းမှသူကခွန်ခွန်တက်နေငါးလို့ထည့်တယ်အဲ့ငါးလို့ထည့်ရင်လည်းသူကတစ်ထိတ်ကိုမပေါ်လေးဘူးပေါ့နော်သုံးထိတ်သုံးချိန်မြောက်တစ်ထိတ်ကိုမပေါ်လေးဘူးအဲ့လိုပေါ်ဖို့ရေးဦးလေသူ့ရဲ့စောင်းမှကိုးထိတ်ဒီကိုးထိတ်လို့တက်ထားကိုးထိတ်ဒီကိုးထိတ်လို့တက်ပြီးတော့ဒီခွန်အခွလို့အခွလို့ရိုက်လိုက်တဲ့အတိုင်းတစ်ခွန်ခွန်နဲ့ငါးထည့်ပြီးမှသူကဒီတစ်ထိတ်သုံးချိန်မြောက်ပေါ်တယ်ပေါ့နော်အဲ့လိုပေါ်ဖို့ရေးဦးလေသူ့ရဲ့တပင်ကြောင့်မှတစ်ထိတ်စီကခံနေအောင်မှာ ဒီကိုတက်လို့ထည့်ပြီးမှဒါတက်ထိတ်ကြီးကျွန်တော်တို့သုံးချင်မြောက်ပေါ်တာပေါ့နော်ဒါဆိုဟုတ်ပြီကျွန်တော်တတိယကံအနေနဲ့ဒီမှာနှစ်ပိတ်မှာနှစ်ထိတ်ကနောက်တစ်ညမှာနှစ်ထိတ်ကြီးသုံးချင်ပေါ်မယ်ဆိုရင်သုံးချင်မြောက်ပေါ်တော့မယ်ဆိုရင်ပေါ့နော်သူခေါ်ထားတာလို့လေးချင်ပေါ့အဲ့မှာဒီမှာနှစ်နှစ်ပုံမှာတစ်ချင်ပေါ့ပြီဒီမှာတစ်ချင်ပေါ့ပြီအဲ့တူကကျွန်တော်တို့တတိယမြောက်နှစ်ထိတ်စီပေါ်တော့မယ်ဆိုသူ့အပေါ်မှာအခွားလို့ရိုက်ရမှာအခွားကဒီမှာ6အခွားလို့ရိုက်ထားတယ်အဲ့လိုရိုက်တာနဲ့ဒီအောက်က9ထိတ်ရေ3ညထိတ်ရေ9 3ညာ6က9လို့ထည့်ထားတယ်အဲ့လိုထည့်ပြီးမှသူ့အပေါ်မှာနှစ်ထိတ်လို့ပေါ်ခြင်းတယ် ဲ့လိုပေါ်ဖို့ရေးကိုလည်းသူ့ရဲ့ကောင်းမှာသူကိုးထိတ်ပြီးကိုးထိတ်လို့ပြန်ခံထားအောင်အဲ့လိုကိုးထိတ်ကိုကိုးထိတ်လို့ခံယူနေမရသေးဘူးသူ့ကောင်းမှာလည်းနှစ်ထိတ်စီကခံထားရအောင်ဟုတ်ပြီနော်နှစ်ထိတ်စီကနှစ်ထိတ်စီခံထားရအောင်အဲ့တော့နှစ်ထိတ်ပေါ့အဲ့လိုရိုက်တာနဲ့သူကကနန်းကဝမ်းကြီးမှာတစ်ခါလေးပါနေဟုတ်ပြီနော်အဲ့တော့ပထမလက်ကကိုပြန်တော့ဒီနှစ်ဘက်က၃ညထိတ်က၃ညထိတ်၃ညပေါ်တော့မှဆိုရင်ညသူ့အပေါ်မှာအခွားရရမယ်ခွန်လေးလေးနဲ့ဇောင်းကားထည့်ရမယ် ဲ့လိုထဲယုံတဲ့သူ့ဆောင်ကဒီကိုထိတ်ဒီကိုထိတ်လို့တက်ပြီးတာနေတဲ့ဒီ၃ရက်ထိတ်ခံပြီးမှဒီ၃ရက်ထိတ်ကအောက်တော်ဘုံကျောင်း၃ရက်ထိတ်လှမ်းပို့တယ်ပေါ့နော်အဲ့လိုပို့လိုက်တဲ့နေရာမှဒီ၃ရက်၉ချောက်က1ဂျိန်းနေဒီ၃ရက်၉ချောက်က1ဂျိန်းဟုတ်ပြီနော်ဒီ၃ရက်၉ချောက်1ဂျိန်းနဲ့၃ရက်ထိတ်၃ဂျိန်းမြောက်ပို့တယ်ပေါ့နော်ဒါဆိုဒုတိယကံမှာလည်းဒီနှစ်ပိတ်ကတက်ထိတ်ကတက်ထိတ်ဒီ၃ဂျိန်းမြောက်ပို့တဲ့ချိန်မှာသူ့အပေါ်မှာအခွက်လိုရိုက်တယ်အဲ့လိုအခွက်လိုရိုက်တယ်နေသူခွန်ခွန်တင်းနေဇောင်းကားလိုထည့်တယ်ဆောင်ကားလိုထည့်ရုံနဲ့မရသေးဘူးသူ့ဆောင်မှာလည်းသူကိုထိတ်ပြီးကိုထိတ်ပြီးတက်ထားရမယ်ပေါ့နော်အဲ့တော့သူ့ရဲ့တပင်ကြောင့်မှလည်းတက်ထိတ်စီကကန်ထားရမယ် အဲဒီကိုတက်လို့ထည့်ပြီးတော့ねဒီ140ကဒီ140ခွန်မှာတက်စိတ်စီ3ချိန်မြောက်ပေါ်တဲ့ချိန်မှာ1ချိန်ကိုပို့ထားတယ်ဒါသူ့ရဲ့အရှိတရားပေါ့နော်ဒါဆိုကျွန်တော်တတိယကန်နေနဲ့ဒီနှစ်ပိတ်ကနှစ်ထိပ်ကဒီနောက်တစ်နှစ်မှာနှစ်ထိပ်စီ3ချိန်ဒီမှာပေါ်မယ်ဆိုရင်သူ့ဆောင်မှာအခွာလေးရိုက်သွားပြီအဲ့တော့သူ့ရဲ့အောက်ဆောင်မှာလည်းသူက936နဲ့ဆောင်းကားလို့ထည့်ပြီဆောင်းကားလို့ထည့်တယ်ဒီနှစ်ထိပ်စီရဲ့ဆောင်းကားဒီ9ထိပ်ဒီ9ထိပ်ကိုလည်းပို့ထားတယ်ပေါ့နော်အဲ့တော့အဲ့လိုပို့ရုံနဲ့မရသေးဘူးဒီဆောင်းမှာလည်းနှစ်ထိပ်ကခံထားတယ်အဲ့တော့ဒီနှစ်3ညနှစ်ဆိုတဲ့ကဏ္ဍကဒီဘွဲမှာ1ချိန်ကိုပို့ရအဲ့နှစ်တုံညနှစ်ဝမ်းချင်းဆိုမှတော့ကျွန်တော်တို့ကနှစ်ဘူးရှိကြိုင်မဲ့သူဆိုတော့ အပွဲတိတ်နေပြီလေနှိရှိဘူးပေါ့နော်အခွားတော့ရင်ရင်ရန်လိုက်ပေါ့တုံးကတိဆိုတော့နည်းနည်းပါပါအဲကလီကမာများသွားရင်လည်းမရမှာဆိုလို့ပေါ့နော်အဲအတွက်အဲနှိရှိဘူးပေါ့နော်အဓိကတော့နှိရှိဘူးနှိရှိဘူးမှမဟုတ်ရင်နှစ်အခွားနှစ်နောက်ဘူးကတော့ရန်အနေနဲ့အဲနှစ်အခွားတော့နည်းနည်းသတိထားပါပေါ့နော်ကျွန်တော်နှစ်ခါတော့အဲအားရနေလို့ပေါ့နော်နှစ်ပိတ်လည်းတွေ့တယ်တွေ့တာတော့အဲနှစ်ပိတ်နဲ့ဆိုနှစ်ခွားပေါ့အဲလိုမျိုးကျွန်တော်တို့နှစ်သုံးကြိမ်မြောက်ပေါ်မယ်ဆိုတာနှစ်ရှိဘူးနှစ်အခွားဖြစ်နိုင်နေပေါ့နော်နှစ်နှစ်သုံးရနှစ်ဝန်းကျင်နဲ့အဲဒါကကျွန်တော်မှန်ပါတယ်ပြမယ်ဆိုင်ပဲနော်နှစ်ကုန်ကန်ကြီးလို့လက်ဆောင်လေးနဲ့ချပြပေးတာ ဲကြမှာကျွန်တော်တို့နှစ်ကက်စီးနဲ့ပြန်ဖြတ်မယ်ဆိုရင်နှစ်ကက်စီးကတော့ကိုင်းနေကိုင်းတာသိမ့်ရှိဘူးเนาะအဲ့တော့အစီငုံမတင်သေးတင်းချင်းခံပြီးတော့နားထောင်ပေးပါဘောเนาะကျွန်တော်တို့တစ်နှစ်ကျော်ကနေပြီးတော့တစ်နှစ်ကျော်ကနေပြီးတော့ဘောเนาะ9 3ရာဆိုတော့ခါထောင်သုံးလုံးရှိကိုကျွန်တော်သဘောကျလို့ live ဖြီးကြည့်တာဘောเนาะခွန်တက်တုံညာခါတော်တုံလို့ရှိရနှစ်အခွာလို့ရိုက်တယ်ဟုတ်ပြီနော်တွန်းနေတပင်းတပင်းသုံးပင်လေးပင်၅ပင်ကျော်လိုက်ရင်လေတက်တုံညာခွန်ဆိုပြီးတော့အဲခါတော်တုံလုံး round ပြီးတော့တက်တုံညာခွန်ရှစ်ဖြစ်တာဗောနော်ပြစ်ပြီးတော့နှစ်အခွာလို့ရိုက်တယ်အဲ့လိုရိုက်တာနဲ့လေသူကပထမတစ်ကတ်မှာဒီတက်တုံညာခွန်လို့ ခါရုံတော်ရှိဖြစ်တယ်နဲ့သူကခွာနှစ်ခွာပေါ့နော်အဲ့နှစ်ခွာသူပြေးမှသူကနှစ်နောက်ပိတ်လို့ရိုက်တယ်အဲ့လိုနှစ်နောက်ပိတ်လို့ရိုက်တာနဲ့တဲ့သူကဘာလုပ်လဲဆိုတော့သူ့သောင်းမှသူကခွန်ထိတ်လို့ခံတယ်ခွန်ထိတ်လို့ခံပြီးတော့တဲ့သူ့သောင်းမှသူကနှစ်ထိတ်သူ့အပေါ်မှာနှစ်ထိတ်ပြန်ရိုက်တယ်ခွန်ထိတ်နှစ်ထိတ်ပေါ့နော်သူကနှစ်ထိတ်နဲ့ပရိတ်ကူပေါ့ဗျာတနည်းပြောရမယ်ဆိုတော့နော်နှစ်ထိတ်နဲ့ပရိတ်ကူးလို့ရိုက်လိုက်တယ်။ရိုက်တာနဲ့သူကပရိတ်ကူးကိုသူကအပေါ်မှာလဲ၅ထိတ်နှစ်ခါနှစ်ပိတ်။၅ထိတ်နှစ်ခါနှစ်ထိတ်နဲ့၃လုံးပေါင်းချင်းကပုံတိကူးလို့ထည့်တယ်။သူ့ဘေးမှာ၆ပိတ်၊သူ့သောင်းမှာ၆ထိတ်။ အဲ6ထိပ်ရဲ့ဇောင်းမှာဘယ်ဘက်အောက်တော့မှာ9ပရိတ်အဲ9ပရိတ်ကိုမှဒီ6ထိပ်စီရဲ့ဇောင်းအပေါ်မှာသူကထိပ်စီ3လုံး9လို့ထည့်တယ်အဲ့လိုထည့်ပြီးတာနဲ့ဒါလိုရင်းပေါ့နော်သူကနေပြီးတော့ဒီ9ပရိတ်ကနေအောက်တစ်ပင်းနှစ်ပင်းသုံးပင်းမြောက်မှာပရိတ်ခွန်လို့ရိုက်တယ်အဲ့ပရိတ်ခွန်ကတစ်နှစ်ကျော်မှာခွန်ထိပ်ရိုက်တယ်သူ့အပေါ်မှာနှစ်ထိပ်နဲ့9နှစ်နဲ့လို့ခွေးတယ်ပရိတ်9ရိုက်တယ်ဒီမှာပရမတ်တကယ်ပေါ့နော်အဲ့ပရိတ်9ရဲ့ဇောင်းမှာလည်းသူကခွန်9ခွန်ဆိုပြီးတော့နောက်ပိတ်3လုံး9ဖြစ်တယ်ဖြစ်ပြီးတာနဲ့သူ့ရဲ့ဘေးမှာ10ပရိတ်လို့ရိုက်တယ်6ထိပ်6အပိတ်10အပိတ်အောက်တစ်ပင်းကျော်မှာ6အပိတ်ပေါ့နော် အဲသူ့အောက်ဆောင်မှာ6ထိပ်ကိုရိုက်တယ်ရိုက်ပြီးတာနဲ့သူ့အောက်မှာဗရိတ်ခွန်ဗရိတ်ခွန်သူ့အောက်ဆောင်မှာကသူ့အောက်တစ်ပင်ကျုံဘက်ကသူက10ဗရိတ်လိုရိုက်တယ်ရိုက်ပြီးတာနဲ့သူကဘလို့ရိုက်တယ်ဆိုတော့ဒီ933ပေါ့နော်ခါတောင်တုံးလုံးနှစ်ကို9ပုံတီနဲ့ထည့်တယ်9ပုံတီနဲ့ထည့်ပြီးသူ့အောက်မှာထွက်တယ်ဒီ246ပေါ့နော်နှစ်ထိပ်ကြီးနဲ့ဒီ246ကကျွန်တော်ယူဆမှန်ခဲ့မှာဆိုရင်သူကဒီ25 92လို့ခွေလိုက်တဲ့ဒီ280ကဒီနှစ်ထိပ်ကြီးနဲ့ဒီက6ထိပ်ကြီးနဲ့ကို642နှစ်ကို642နှစ်လို့ခွေလိုက်တဲ့ကဏ္ဍကဒီမှာလာကြတယ်လို့ပထမလက်ကအနေနဲ့ယူဆတယ်ပေါ့နော် ဲ့ဒါဟုတ်ပြီဒုတိယကတ်တော့ကျွန်တော်တို့ဒီမှာခါ၃လုံးခွန်တက်၃ညလို့ခွေတယ်နှစ်အခွက်ရိုက်တယ်အဲ့လိုရပြီသူ့ရဲ့ဘေးမှာနှစ်ပိတ်ပိတ်တယ်နှစ်ပိတ်ရဲ့ဆောင်မှာခွန်ထိတ်ခွန်ထိတ်ရဲ့ဘုံမှာနှစ်ထိတ်ငါးနှစ်နှစ်လို့ပဲခွေတယ်ငါးထိတ်နှစ်ခါနှစ်နှစ်ထိတ်ပေါ့နော်ငါးနှစ်နှစ်လို့ခွေတယ်ပရိကိုရိုက်တယ်အဲ့ပရိကိုရဲ့အပေါ်တော့မှာသူက၆ပိတ်အဲ့၆ပိတ်ကိုသူ့တော့မှာ၆ထိတ်အဲ့၆ထည့်ရဲ့ဘယ်ဘက်အောက်တော့မှာပရိကူဒီ၆ထည့်ရဲ့ပုံမှာထည့်သီးသုံးလုံး၉လို့ထည့်တယ်။အဲ့လိုထည့်ပြရတဲ့လူပရိကူရဲ့အောက်တပင်းတပင်းသုံးပင်မြောက်မှာပရိခွန်ပုံတန်သူပေါ့နော်။အဲ့တော့သူ့ရဲ့တပင်းကြောင့်မှာဒါခွန်ထည့်နှစ်ထည့်၅နှစ်နှစ်ခွေပရိကူရဲ့အဲ့ပရိကူရဲ့တောင်းမှာဒီခွန်ခွန်၅ဆိုပြီးတော့ ပုံမှန်လူပဲနောက်ပိတ်သုံးလုံး9ထည့်အဲ9ရဲ့ဘေးမှာသူကကျွန်တော်တို့10ပြိတ်ပေါ့နော်10ပြိတ်ရဲ့ဘောက6ထည့်ဒီအောက်တောင်းမှာ6အပိတ်အောက်မှာကျွန်တော်တို့10အပိတ်ပေါ့နော်6တက်တက်6 6တက်ပေါ့ဗျာအဲ့လိုခွေးတယ်အောက်တပင်ကြောင်မှာသူက6နောက်ပိတ်တယ်အောက်တပင်အောက်တောင်းမှာလည်းသူက6ထိပ်ပဲပုံမှန်လူဖြစ်နေတာပေါ့နော်သူ့ရဲ့အောက်မှာမှာဘရိတ်ခွင်ရိုက်တယ်ဘရိတ်ခွင်အောက်တပင်ကြောင်မှာသူက10ပြိတ်10ပြိတ်တောင်း10ပြိတ်10ပြိတ်ဇောင်းတက်တယ်နော်ဒီမှာလည်း10ပြိတ်10ပြိတ်ဇောင်းတက်တယ်အဲ့လိုတက်ပြီးလာနေသူ့ဇောင်းမှာသူက9ထိပ်ရိုက်တယ်9 9 9လေး9နဲ့ခါ3လုံး2လို့ဖြစ်တယ်အဲ့လိုဖြစ်မှာသူ့အောက်မှာ2ထိပ်လို့ကျွန်တော်ယူဆတာပေါ့နော် အနှစ်ထိပ်လို့ယူဆတာနဲ့သူကဘလို့ဖြစ်လဲဆိုတော့ဒီခွန်တစ်တုံညာဆိုတဲ့ခါတော်တုံးလုံးရှိရပေးမှာနှစ်ပိတ်ပိတ်ထားတယ်ဟုတ်ပြီနော်အဲ့နှစ်ပိတ်ပိတ်ပြီးတော့သူကဒီနှစ်နှစ်ငါဆိုတဲ့ခွေလိုက်တဲ့ဒီနှစ်ထိပ်စီးကနေပြီးတော့အောက်ဇောင်းတပင်ကြုံမှာသူက6ထိပ်ခံထားတယ်ပေါ့နော်အဲ့တော့ဒီနှစ်6နှစ်6နှစ်6နဲ့ဒီကနှစ်ထိပ်နဲ့ပေါင်းလိုက်ရင်ဒါ6နှစ်နဲ့ဆိုတဲ့ကဏ္ဍတကွာရတာပေါ့နော်အဲ့တော့ဒီဘွဲမှာကျွန်တော်ကဒါနှစ်နှစ်6နဲ့နှစ်6နဲ့ဆိုပြီးတော့ကျွန်တော်နှစ်ခွက်တော့ရွေးနေတယ်ပေါ့နော်ဒါကတော့ကျွန်တော်မှန်ပါလိမ့်လဲအဲထည့်ပေးမလို့စိတ်ကူးထားတဲ့ line ပေါ့နော် ဒါမှမဟုတ်ကျွန်တော်အစောကြီးနဲ့လာနှစ်နှစ်၆ကဟော်ကနန်းဖြစ်သွားနိုင်တယ်ထိုးရင်ထိုးထားဆိုပြီးတော့ကျွန်တော်စောကြီးကြူပြောထားခဲ့တယ်မမကလူထဲမှာပေါ့နော်ဒါနှစ်ကက်စီကိုတော်တော်လေးညီအောင်ဆော့နေလို့ဒါနှစ်ကက်စီကိုကျွန်တော်ကင်တာပေါ့နော်နှစ်ကက်စီကျွန်တော်ပြရတယ်ပြတာမရှိဘူးဒီမှာဘရိတ်ကိုရိုက်တယ်သူစောင်းမှာ၆ထည့်ရိုက်တယ်ထည့်သုံးလုံး၉ထည့်တယ်ဒီဘရိတ်ကိုရအောက်တပင်တပင်သုံးပင်မှာဘရိတ်ခွန်ထည့်တယ်အဲဘရိတ်ခွန်ရတနေ့ကျော်မှာခွန်ထည့်ရိုက်တယ်နှစ်ထည့်ရိုက်တယ်၅နှစ်နှစ်လို့ခွေတယ်၆ဘေး၆ထည့်ပေါ့နော်အဲဘရိတ်ကိုရစောင်းမှာတော့နောက်ဘေးသုံးလုံးခွန်၅ခွန်နဲ့၉ထည့်တယ်ဘရိတ်ရှိ 6ထိပ်6အပိတ်ဒီမှာ3ထိပ်ယူလို့ရတယ်เนาะရှုပ်မှာဆိုလို့အဲပြည့်အပိတ်အော်တိုမေကျုံမှာ6အပိတ်6ထိပ်ပရိတ်ခွင်ပရိတ်ခွင်ရအော်တိုမေကျုံမှာ10ပရိတ်10ပရိတ်ဇောင်းတက်တယ်ခါတော်လုံးနှစ်နဲ့9ပုံဒီနဲ့9ခါနဲ့ထည့်တယ်ပေါ့เนาะသူ့အောင်မှာထွက်တဲ့ဒီ2လေး6ကကျွန်တော်တို့ဒီတက်တုံညာခွင်ရဘေးကကျွန်တော်တို့နှစ်အပိတ်နဲ့ဒီ6လေးနှစ်လို့တော့ကျွန်တော်မယူခြင်းဘူးပေါ့เนาะဒါမိမိကြိုင်းနေတဲ့အနေနဲ့ထိုးပေါ့အဲ့တော့ဒီ2ခွင်20ပရိတ်9လို့ရိုက်လိုက်တယ်2ထိပ်နဲ့ပရိတ်9ရိုက်တယ်ဒီ9နှစ်နဲ့လို့ခွေပြီးတော့သူက2ထိပ်4ထိပ်6ထိပ်ကိုဒီဇောင်းကိုဒီမှာလာပြုတ်ကြတယ်လို့ယူဆတာပေါ့เนาะကျွန်တော်ယူဆပေါ့နှစ်ကက်စီတော့ချက်ရင်နှစ်ခွက်ဖြစ်မှာပေါ့เนาะဒီ2ပိတ်နဲ့ဒီ6လေးနဲ့အမြန်ဖြစ်နေမလားပေါ့ ဒါဆိုဒုတိယကတ်မှာလည်းသူကခွန်တက်တုံညာလို့ခွေတယ်နှစ်အခွားခွာတယ်သူဘေးမှာနှစ်ပိတ်ပိတ်တယ်အဲ့တော့၃နှစ်နှစ်ဖြစ်မှာအဲ့တော့၃နှစ်နှစ်ကိုကျွန်တော်ကမပေးခြင်းဘူးနော်အဲ့လိုဖြစ်တဲ့နေဒီမှာ break ကိုသူကတပင်းတပင်းသုံးပင်မှာ break ခွန်ပေါ့နော်ဒီ break ကိုရအောင်မှာ6ထိပ်ထိပ်သုံးလုံး9ထိပ်ဒီ break ခွန်ရတဲ့နေ့ကျော်မှာခွန်ထိပ်လူသောမှာသူ့အပေါ်မှာနှစ်ထိပ်9နှစ်နှစ်လို့ခွေပေါ့နော်ခွေပြီးတာနဲ့ဒီ break ကိုရအောင်မှာခွန်ခွန်9လို့ထည့်ထည့်တာနဲ့သူဘေးမှာ break ရှိရ6ထိပ်6အပိတ်1အပိတ်ပေါ့နော်သူ့အပေါ်မှာ၃ပိတ်လည်းရိုက်သေးတယ်ဒါက color ရောသောမှာသူလို့မဆွဲထားတော့တာအောက်တပင်ကျော်မှာ6အပိတ်6ထိပ် break ခွန် ဘရိတ်ရှိဘရိတ်ရှိတော့ဘရိတ်ရှိဆောင်းတက်တာနော်အဲ့လိုထည့်တာနဲ့ तू ကခါသုံးလုံးကိုကိုးလေးကိုကိုးခါပုံတင်နဲ့နှစ်လို့ထည့်ပြီး तू အောင်မှာနှစ်ထိတ်ပေါ့နော်အဲ့နှစ်ထိတ်ကူမှ तू ကဘယ်ကနားဖြစ်မလဲဆိုတော့ဒီနှစ်သုံးသုံးကတော့မိမိကြိုင်နေတဲ့အနေထိုးပေါ့ကျွန်တော်ကတော့ဒီနှစ်၆တက်နှစ်ထိတ်နဲ့ဘရိတ်ကိုလိုရိုက်လိုက်တဲ့ဒီနှစ်နှစ်၆ဆိုတဲ့ထိတ်စီထိတ်စီထောင်သုံးလုံးကိုဒီမှာလာကြတယ်လို့ကျွန်တော်ယူဆတာပေါ့နော်နှစ်ကက်စီဆိုတော့အဆုံးဖြတ်အယူဆကတကားပြောမှာပေါ့နော်ကနားချင်းချဲ့တော့ထွက်တယ်အဲ့တော့နှစ်နှစ်၆နှစ်၆နဲ့နှစ်ကွက်ပေါ့နော်ဒီနေ့ညတော့ကျွန်တော်တို့ နှစ်ရှိဘူးကတော့မိမိကြိုင်နေတက်ရင်ထိုးပေါ့နော်နှစ်နှစ်ချောင်းနှစ်နှစ်နှစ်ချောင်းပေါ့နော်အဲ့နှစ်ခွတဲ့ပေါ့အဲနှစ်ချောင်းနှစ်ကိုတော့ပို့ပြီးကြိုက်တယ်နော်နှစ်အခွနှစ်ရှိဘူးတော့မဆွဲကြည့်ဘူးနော်ဆွဲရင်နှစ်မျိုးဆွဲပေါ့နော်နှစ်ရှိဘူးနှစ်အခွအဲ့လိုထိုးပေါ့နော်အဲနှစ်ဘူးမှသုံးမယ်ဆိုရင်နောက်ပြီးတော့ကျွန်တော်နှစ်၃ညနှစ်ဝမ်းချင်းချိန်မယ်ဆိုရင်လည်းမိမိကြိုင်နေတက်တာထိုးပေါ့နော်တင်းညလိုက်ကတော့ကျွန်တော်တို့တော့ပါပဲနော်အဲထွက်ခံကြီးညမှာပဲလိုင်းကောင်းရင်တစ်ခါပြန်တက်ခဲ့မှာပေါ့နော်အဲဒီနေ့မှာတော့ကျွန်တော်စီပေါ့နော်နောက်နောက်2026အတွက်အဖွဲ့ဝင် ဝင်ထားတဲ့သူတွေရှိတယ်ပေါ့နော်ကတုတဲမဖွဲ့ရဲ့ကတုတဲတော့ထည့်မပေးသေးဘူးပေါ့အဲလာမယ့်နှစ်2026မှာတော့ကျွန်တော်တို့အဲတချို့လည်းမေးတဲ့ဟာတွေလည်းရှိလို့ပေါ့နော်ဖုံးဆက်မေးတဲ့ဟာတွေလည်းရှိလို့သုံးရှစ်အတွက်ရှိတယ်နော်ထို့ကျင်ရှစ်ခါသုံးအပိတ်အဲဒီနေ့ထဲမှာကြံနေတယ်တဝဲကြံနေတယ်ဘယ်ချိန်ကြမလို့မသိဘူးပေါ့နော်သုံးရှစ်ရှိလဲလို့တော့မဟုတ်ဘူးနော်ရှစ်ခါသုံးအပိတ်ကျွန်တော်ကြိုက်တာပြောတာနော်အဲလာမယ့်2026အတွက်အဲ့လိုမျိုးကြိုဝင်တဲ့ဟာတွေပေါ့နော်ကျွန်တော်ဒီ20ချိန်နောက်ပိုင်းဆိုရင်လက်ခံပါတယ်ဗျအခုကတော့ကျွန်တော်တို့လာမေးတဲ့သူရှိတော့ကျွန်တော်လက်ခံလိုက်တာပေါ့နော် အနည်းပါလေ2ယောက်3ယောက်ရှိပဲလာမယ့်နှစ်မှာကျွန်တော်တို့တနစ်စာ2026တနစ်စာကျွန်တော်တို့နှစ်သိန်းပေါ့နော်6လသာတသိန်းလို့သတ်မှတ်ထားလေဗျအမိမိကြိုင်းတဲ့တံမှာလည်းဝင်ပေါ့နော်အပိုင်မသိပါဘူး Telegram မသုံးဘူး CB ချက်ပေါက်မသုံးဘူးပေါ့နော်အမ် Messenger မသုံးဘူးနော် Messenger နေပြီးတော့ငွေလွှဲခိုင်းနေပြီးစကားလာပြောနေပြီးဆိုရင်အတုလို့သတ်မှတ်ထားနော်ကျွန်တော်မဟုတ်ဘူးအတုလို့သတ်မှတ်ထားအဲတချို့လည်းလာပြတဲ့စကွန်ရှော့တွေပေါ့နော်အတုနဲ့စကားပြောထားတဲ့အဲ့ဒီအဲ့တော့မလွဲလိမ့်မယ်ပဲကျွန်တော်တို့ဒါလေကျွန်တော်ဒီသူဒီမွန်နဲ့ကျွန်တော်ဒီလာခဲ့ပါလို့ကျွန်တော်တယောက်မှမခေါ်ဘူးเนาะဒါက မိမိရဲ့ဆန္ဒနဲ့မိမိဝင်မရတဲ့ဟာတွေကျွန်တော်လည်းအပိုင်မသိတဲ့အတွက်ဘယ်လိုမှကြိုပြီးတော့မမမခေါ်ဘူးเนาะအဲ့တော့မိမိကြိုင်နေတဲ့ရင်အားပေးပေါ့ဗျာကျွန်တော်တို့ကလန်နာကိုဖုံးပေးဖို့ပေါ့เนาะအဲကျွန်တော်တင်နိုင်ကြတော့လည်းတင်ပေးနေမှာပဲအထွက်ခဏကြီးကြာနေတယ်ကျွန်တော်တင်အောင်မှာเนาะ